အခုတင်ဆက်ပေးမယ့်သတင်းကတော့တွန်တေးမှာအသက်59နှစ်အရွယ်မျိုးသမီးတဦးကောင်းဖြတ်အသက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တွန်တိန်မြို့နယ်ကြီးတန်းကြီးရွာမှာအသက်59နှစ်အရွယ်မျိုးသမီးတဦးကိုခေါင်းဖြတ်တက်ပြီးဦးခေါင်းကိုအနည်းရှိရေမြောင်းထဲမှာမြုပ်နှံခဲ့ကာအလောင်းကိုကိုကုန်းချံအတွင်ပစ်ထားခဲ့တဲ့လူသတ်မှုတစ်ခုဇူလိုင်လ15ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးကျူးလွန်နယ်လို့တန်ရာရှိတဲ့သူနှုတ်ကိုစစ်ဆေးနေတယ်လို့အခြားတန်ရာရှိသူနှုတ်ကိုလည်းစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့အမှုခင်းမပြေဘူးဆိုတော့တာပစင်ကလည်းဆွန်းစားပြီးတော့သူ့အတူကလထိုင်နဲ့ဒူနေတယ်။မိခင်ဖြစ်သူကလည်းကိုညုံကနေတန်းချီနေကြ哦။သွားချီတယ်ဓာတ်တော့။အဲ့ဒီတော့လာပြီးတော့ဧည့်သည်တူကနေပြီးတော့ဒူမတရားကနေပြီးတော့သွေးသားတော့မတော်ပါဘူး။ရက်ရွှေရံမှုတရားကနေပြီးတော့အတော်ကြီးပြသွားလေဦးစင်းဆိုတော့ နင်ကြီးကြီးကတော့ကွန်းညာနဲ့မှာပဲသွားကြည့်တဲ့ခါကျတော့အာဦးစင်းလှုပ်ရှားမှာဩနဲ့ဘယ်လိုကြီးလဲတုံးလုံးဖြစ်နေပြီဆိုအတင်းပြေးပြီးတော့ပြောတာသူကလည်းခေါင်းပြတ်မှန်းတော့ဘာလို့မသိဘူးအဲ့ဒီအချိန်မှာဦးစင်းကသွားကြည့်တော့မှာမိခင်ဖြစ်သူတုံးလုံးကြီးတော့ခေါင်းမရှိချင်သူကဒါပဲသိတယ် အခင်းဖြစ်ပွားတဲ့နေရာမှာခြေရလက်ရတဲလွန်စာတွေကျန်ခဲ့ရတာတစ်ဆင်ကျူးလွန်တဲ့သူတွေကိုရှာဖွေနေရဖြစ်ပြီးတိုင်းခရိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းကအဆိုပါရွာအနီးရှာဖွေနေခြင်းဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှဖြစ်သူဒုတိယရဲမှူးကြီးအေးမြင့်ကြီးကပြောကြားခဲ့ပါတယ်။ အဆိုပါအသက်ခံရတဲ့အလောင်းကို တွန်တိတ်စိတ်ယုံကိုပို့ဆောင်ထားပြီးဖြစ်စဉ်ကို တွန်တိတ်မြို့နယ်ခလောက်ချိုင်နယ်မြေရဲစခန်းမှာပါဆောင်63မြင်းဆောင်2023ပြစ်မှုပုံမှန်300နှစ်နဲ့အမှုဖွင့်စုံစမ်းလျက်ရှိတယ်လို့သိရပါတယ်ရှင်။